မိတ်ဆွေအခုလုံနေတဲ့အရာတွေကိုဘာကြောင့်လှုပ်ဆောင်နေရတယ်ဆိုတာကိုတိတိကျကျသိပါသလားမိတ်ဆွေရဲ့လှုပ်ရက်တိုင်းဆုံးဖြတ်ချက်တိုင်းရဲ့နောက်ွယ်ကအရှိခံအကြောင်းရင်းတွေကိုရောသိပါသလားကျွန်တော်တို့ပတ်ဝန်းကျင်ကအဖွဲ့အစည်းတွေခေါင်းဆောင်တွေကုမ္ပဏီကြီးတွေဘာကြောင့်ဒီလောက်အောင်မြင်ပြီးတခြားသူတွေကိုဆွဲဆောင်နိုင်ရတာလဲဆိုတာကိုရောစဉ်းစားမိပူပါသလားဘာကြောင့် Apple က ကွန်ပျူတာထုတ်ရကနေဖုန်းတွေတခြားအီလက်ထရောနစ်ပစ္စည်းတွေထုတ်လုပ်တဲ့ကုမ္ပဏီကြီးအဖြစ်ပြောင်းလဲနိုင်ခဲ့ရတာလေ။ဘာကြောင့် Starbucks က coffee ဆိုင်တသက်မဟုတ်ပဲ လူတွေရဲ့ဘဝမှာအရေးပါတဲ့နေရာတစ်ခု ဖြစ်လာရတာလေ။ဒီလိုမိကုန်းတွေရဲ့အဖြစ်ဟာဘာကြောင့်ဆိုတဲ့စကားလုံးတစ်လုံးထဲမှာပဲရှိနေပါတယ်။ဒီဗီဒီယိုမှာတော့ Simon Said ရဲ့ Stewart Wine ဆိုတဲ့စာအုပ်ထဲကအအောင်မြင်ဆုံးခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေရဲ့လေဝက်ချက်တွေကိုကျွန်တော်တို့အတူတူလေ့လာသွားမှာပါမိတ်ဆွေတဲ့ကိုပိုင်ဘဝကိုပိုင်အလုပ်ကိုင်းကိုပိုင်စီးပွားရေးတွေမှာဘလို့အောင်မြင်အောင်ရယူနိုင်မလဲဆိုတဲ့ဒီဗီဒီယိုမှာအဆုံးထိကြည့်ရှုပေးပါအောင်เนาะမင်္ဂလာပါကျွန်တော်တို့ရဲ့ Nested YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ Channel ဟာမိတ်ဆွေတို့ရဲ့ဘဝကိုပုံမတိုးတက်စေဖို့ အလုတ်ဂိုင်းနဲ့စီးပွားရေးလုပ်ငန်းတွေမှာပိုမိုထူးချွန်လာစေဖို့အတွက်စာအုပ်ကောင်းများစွာရဲ့အနှစ်ရုပ်တွေကိုဘာသာပြန်ဆိုပြီး မျှဝေပေးနေတာပါဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ပရိသတ်တွေအများတန်းတောင်းဆိုနေတဲ့ Stewart Wine ဆိုတဲ့စာအုပ်အကြောင်းကို အသေးစိတ်ပြောပြပေးသွားမှာပါဒီစာအုပ်ကမိတ်ဆွေတို့ရဲ့အတွေ့အကြုံလုံဆောင်ချက်တွေကိုအကြီးအကျယ်ဆုံးအကြီးအကျယ်ခမ်းနားဆုံးဖြစ်အောင် ြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။ဒါကြောင့် DVO လေးကိုစိတ်ဝင်စားကြည့်ရှုပေးဖို့တိုက်တွန်းခြင်းပါတယ်။ DVO မှာကျွန်တော်တို့ဆွေးနွေးသွားမယ့်အကြောင်းအရာတွေကတော့အဓိကအချက်ကြီး၃ချက်ဖြစ်ပါတယ်။၁ဘာကြောင့်ဆိုတာပါလဲ။ဘာကြောင့်အရေးကြီးတာလဲ။၂ The Golden Cycle သဘောတရား၃အောင်မြင်သောခေါင်းဆောင်များနဲ့အဖွဲ့အစည်းများရဲ့ဥပမာများ ဒီရက်တွေကိုနားလည်ပြီးနောက်မှာတော့မိတ်ဆွေရဲ့ဘဝနဲ့လုပ်ငန်းဝင်မှာဘယ်လိုအထုံးရမလဲဆိုတာကိုလည်းတေချာလေးဆွေးနွေးပေးသွားမှာပါ။ဒါအပြင်ဗီဒီယိုရဲ့အဆုံးမှာတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးလူအများဆုံးသိကျင်ကြမယ်လို့ထင်တဲ့အရာတွေကိုလည်းပြောပြပေးသွားမှာဖြစ်လို့ဒီဗီဒီယိုလေးကို အဆုံးထိကြည့်ရှုဖို့ဖိတ်ခေါ်ကြပါတယ်။အပိုင်း၁ဘာကြောင့်ဆိုတာဘာလဲ point က ဘာကြောင့်အရေးကြီးတာလဲစာရေးသူရဲ့ Stewart Weinsau ရဲ့အရှိခံယူဆက Wine ဘာကြောင့်ကိုရှာဖွေခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့အများစုဟာကိုဘာလို့လဲ What ဘလို့လို့လဲ How ဆိုတာကိုပဲအမြဲတမ်းအာရုံဆိုင်နေကြတယ်ဒါပေမဲ့တကယ်တမ်းအောင်မြင်တဲ့ခေါင်းဆောင်တွေနဲ့အဖွဲ့အစည်းတွေဟာသူတို့ဘာကြောင့်လုပ်နေလဲ why ဆိုတာကိုအရင်ဆုံးသိကြပါဗါးဒီဘာကြောင့်ဆိုတာဟာ ူတို့ရဲ့ရည်ရွယ်ချက်ယုံကြည်ချက်အဖွဲ့အစည်းရဲ့အဓိကတန်ဖိုးပဲဖြစ်ပါတယ်။ဒါဟာငွေကြေးရဖို့တခုတည်းကိုရည်ရွယ်တာမျိုးမဟုတ်ပါဘူး။ဒါဟာလူတွေကို စိတ်ဆုံးလှုပ်ဆောင်နိုင်တဲ့သူတို့ရဲ့စိတ်နှလုံးကို ထိတွေ့နိုင်တဲ့ပုံမကြီးမားတဲ့ရည်ရွယ်ချက်တခုဖြစ်ပါတယ်။ဥပမာအားဖြင့်ကျွန်တော်တို့ဟာကျွန်တော်တို့ဘာကိုထုတ်တယ်လဲ၊ဘာဝန်ဆောင်မှုပေးလဲဆိုတာကိုမဝေပါဘူး။သူတို့က ကျွန်တော်တို့ဘာကြောင့်လုံနေလဲဆိုတဲ့ယူရဲချက်ကိုဝယ်နေကြတာပါ။ဒါဟာလူတဘာဝပဲဖြစ်ပါတယ်။လူတွေဟာယုံကြည်ချက်ချင်းတူညီတဲ့သူတွေ၊တူညီတဲ့ယူရဲချက်ရှိတဲ့သူတွေနဲ့ပုံမူပူပေါင်းကျင်ကြပါတယ်။လူတွေကိုဆွေးဆောင်ဖို့နည်းလမ်းနှမျိုးရှိပါတယ်။ပထမတစ်ခုက manipulation လှည့်စားခြင်းဖြစ်ပြီးဒုတိယတစ်ခုက inspiration ဆွေးဆောင်နိုင်ခြင်းဖြစ်ပါတယ်။လှည့်စားခြင်းဆိုတာကတော့ဈေးလျှော့ပေးတာ ပရိုမိုရှင်းတွေပေးတာကြောင်းရွံ့အောင်လုပ်တာဖိအားပေးတာစံသင်မှုတွေပြတာစတာတွေနဲ့လူတွေကိုဆွဲဆောင်တာမျိုးဖြစ်ပါတယ်ဒီနီလန်းဟာခဏတာအောင်မြင်မှုတွေရရှိနိုင်ပါတယ်ဥပမာမော်တော်ရေးရဲ့ riser ဖုန်းကိုကြည့်ကြည့်ပါ2004ခုနှစ်မှာဒီဖုန်းထွက်လာတော့ဟောလိဝုဒ်ကနာမည်ကြီးတွေဝင်ကြီးချုပ်တွေကအစားဝယ်ယူခဲ့ကြပါတယ်စုစုပေါင်းအလုံးရေတန်း90ကျော် ရောင်းချခဲ့ရတယ်။ဒါပေမဲ့၄နှစ်အတွင်းမှာပဲပြိုင်ဘက်တွေက ပိုမိုကောင်းမွန်တဲ့ပိုမိုစမ်းသွစ်တဲ့ဖုန်းတွေကိုထုတ်လာတဲ့အခါမှာမော်တော်ရေးရဲ့အရှိန်အဝါကမေးမိန်သွားခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့သူဟာလက်စားတဲ့နီကိုတုံးခဲ့လို့ပါပဲ။သူတို့ဟာလူတွေကိုလုံးစော်ပေးနိုင်ခြင်းမရှိခဲ့ပါဘူး။လူတွေက ထုတ်ကုန်အသစ်ကိုသဘောကျလို့ဝယ်ကြတယ်။ဒါပေမဲ့ ပူကောင်းလာထွက်လာတော့တခြားတစ်ခုကို ပြောင်းသွားကြတယ်။ဒါဟာတစ္ဆာဆောင်တည်မှု variety မရှိတဲ့အခြေအနေဖြစ်ပါတယ်။ဒီတော့မိတ်ဆွေရဲ့လုပ်ငန်းအတွက်တစ္ဆာဆောင်တည်တဲ့ customer တွေကိုရရှိချင်တယ်ဆိုရင်တော့ manipulation ကိုမသုံးပါနဲ့။အဲ့ဒီအစား inspiration လို့ခေါ်တဲ့လှုံ့ဆော်မှုကို သုံးရပါမယ်။လုံးတော်ချင်းဆိုတာကတော့လူတွေကို ခမည်းရဲ့ ဘားကြောင့်နဲ့ဆွဲဆောင်တာမျိုးဖြစ်ပါတယ်။မိတ်ဆွေရဲ့ရည်ရွယ်ချက်ကိုယုံကြည်လို့သူတို့ကမိတ်ဆွေကိုလိုက်နာကြတာဖြစ်ပါတယ်။ကြီးကျယ်တဲ့ခေါင်းဆောင်တွေဟာဘယ်တော့မှလှည့်စားခြင်းကိုမတုံ့ပါဘူး။သူတို့ဟာလူတွေကိုလုံးစော်ပေးပြီးရရှိရအတွက်တစ္ဆာရှိတဲ့ပူပေါင်းမှုတွေကိုတည်ဆောက်ကြတာပါ။အပိုင်းနဲ့ The Golden Cycle သဘောတရားစာရေးသူရဲ့ ိုရန်ဆိုင်ကယ်သဘောတရားကဘာကြောင့်ဆိုတဲ့အယူအဆကိုပုံဖော်ပေးတဲ့အဓိကအချက်ပဲဖြစ်ပါတယ်။ဒီစဂိုရန်ဆိုင်ကယ်မှာအလွှာ၃လွှာရှိနေပါတယ်။အလဲဆုံးအလွှာ၊ဝိုင်း၊ဘာကြောင့်ဒါဟာမိတ်ဆွေရဲ့ရည်ရွယ်ချက်၊ယုံကြည်ချက်၊ကုမ္ပဏီရဲ့အဓိကတန်ဖိုးပဲဖြစ်ပါတယ်။မိတ်ဆွေဘာကြောင့်ဒါကိုလှုပ်ဆောင်နေတာလဲ။အလဲအလွှာမှာတော့ဟောင်းရှိနေပါတယ်။ဒါကတော့ မိတ်ဆွေရဲ့ရည်ရွယ်ချက်ကိုဘယ်လိုအကောင်အထည်ဖော်မလဲဆိုတဲ့လုပ်ငန်းစဉ်တွေ၊ဆုံးဖြတ်ချက်တွေ၊ရှင်းခတ်ပုံတွေဖြစ်ပါတယ်။အပြင်ဆုံးအလှော်မှာတော့ what ဆိုတာရှိပါတယ်။ဒါကတော့မိတ်ဆွေထုတ်လုပ်တဲ့ထုတ်ကုန်တွေ၊ပေးအပ်တဲ့ဝန်ဆောင်မှုတွေပဲဖြစ်ပါတယ်။ကျွန်တော်တို့အများစုဟာအပြင်ဆုံးအလှော် what ကနေစပြီးဆက်သွယ်ပြောဆိုကြရပါတယ်။ကျွန်တော်တို့ရဲ့ကုန်ပစ္စည်းက ဘလောက်ကောင်းတယ်ဘလို့စွမ်းဆောင်ရည်တွေရှိတယ်စသဖြင့်ပေါ့ဒါပေမဲ့အောင်မြင်တဲ့ကုမ္ပဏီတွေကြတော့အလေဆုံးမှရှိတဲ့ဝိုင်းအလွာကနေစပြီးဆက်သွယ်ပြောဆိုကြပါတယ် Apple ရဲ့ Thin Thin Fresh Apple ကုမ္ပဏီကိုကြည့်ကြည့်ရအောင်ပါ Apple ရဲ့ဆောင်ပုဒ်ဟာ1984ခုနှစ်စတင်တည်ထောင်ချိန်ကတည်းကကွဲပြားစွာတွေးပါ ဖြစ်ပါတယ်သူတို့ရဲ့ထုတ်ကုန်တိုင်းကြော်ညာတိုင်းမှာ ဒီဘာကြောင့်ကိုအမြဲတမ်းပြသခဲ့ပါတယ်အပယ်ကကျွန်တော်တို့ကိုကွန်ပျူတာထုတ်ပါတယ်လို့ပြောတာမျိုးမဟုတ်ပါဘူးကျွန်တော်တို့ဟာကွဲပြားစွာတွေးခေါ်ခြင်းကိုယုံကြည်ပါတယ်ကျွန်တော်တို့ရဲ့လုံဆောင်ချက်ဟိုင်းဟာလက်ရှိအခြေအနေကိုစိန်ခေါ်ပြီးကွဲပြားစွာတွေးခေါ်ဖို့ဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုလုပ်တဲ့လုံဆောင်ချက်တိုင်းဟာလက်ရှိအခြေအနေကိုစိန်ခေါ်ပြီးကွဲပြားစွာတွေးဖို့ဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုလုပ်တဲ့ နီလန်းတွေကတော့လှပတဲ့ဒီဇိုင်းတွေနဲ့အသုံးပြုရလွယ်ကူတဲ့ထုတ်ကုန်တွေကိုဖန်တီးခြင်းဖြစ်ဖြစ်ပါတယ်။ကျွန်တော်တို့ထုတ်လုပ်တဲ့ကုန်ပစ္စည်းကကွန်ပျူတာကောင်းတွေဖြစ်ပါတယ်လို့ပြောဆိုဆက်သွယ်ပါတယ်။ Creative Technology ဆိုတဲ့ကုမ္ပဏီက MP3 player ကို Apple ထက်အရင်ထုတ်ခဲ့ပေမဲ့ Apple က iPod ကိုသရှင်းတထောင်ကို ခမည်းအိတ်ကက်ထဲထည့်ထားနိုင်တယ်ဆိုတော့ ွဲဆောင်မှုရှိရဲ့မစီနဲ့ဈေးကွက်တင်ခဲ့တာပါ creative ကသူတို့ရဲ့ထုတ်ကုန်ကဘာလဲဆိုတာပြောခဲ့ပေမဲ့ apple ကလူတွေကိုဘာကြောင့်ဒီထုတ်ကုန်ကိုဝယ်တင်နေဆိုတော့ဘာကြောင့်ဆိုတာကိုပြသခဲ့တာပါဒါကြောင့်လူတွေဟာ apple ကိုနှစ်သက်ပြီးတစ္ဆာရှိရဖောက်တွေဖြစ်လာကြတာပါလူတွေဟာ မိษွေဘာလုပ်လဲဆိုတာကိုဝယ်တာမဟုတ်ပါဘူးမိษွေဘာကြောင့်လုပ်လဲဆိုတာကိုဝယ်ကြတာဖြစ်ပါတယ် Apple ကကွန်ပျူတာကုမ္ပဏီကနေမိုဘိုင်းနဲ့ electronic ပစ္စည်းတွေထုတ်လုပ်တဲ့ကုမ္ပဏီအဖြစ်ဘယ်လိုပြောင်းလဲနိုင်ခဲ့တာလဲဘာကြောင့်လဲဆိုတော့ Apple ရဲ့တခုတည်းသောရည်ရွယ်ချက်ဟာကွဲပြားစွာတွေးခေါ်ခြင်းဖြစ်ပါတယ်ဒီအတွေးခေါ်ကပဲသူတို့ရဲ့လုပ်ငန်းစဉ်တွေနဲ့ထုတ်ကုန်အားလုံးကို ိုးတည်စေခဲ့တာပါ အပယ်ဟာဘာကိုလုံးနေလဲဆိုတာအထက်ဘာကြောင့်လုံးနေလဲဆိုတာနဲ့ပိုပြီးလူသိများခဲ့တာပါဒီလိုပြောင်းလဲနိုင်ခဲ့တာဟာသူတို့ရဲ့ရွယ်ချက်ကိုခိုင်ခိုင်မာမာစုပ်ကင်ထားနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်အပိုင်းဆုံးအောင်မြင်သောကောင်းဆောင်များနဲ့အဖွဲ့အစည်းများ၏ဥပမာများဝိုင်းဆိုတဲ့ရွယ်ချက်ကိုအရှိခံပြီးအောင်မြင်ခဲ့တဲ့ခေါင်းဆောင်တွေနဲ့အဖွဲ့အစည်းတွေ အများကြီးရှိခဲ့ပါတယ်။ Starbucks ကိုကြည့်ရအောင်ပါ။ Starbucks ကဘာကိုပေးလဲ? Coffee ။ဒါပေမဲ့သူတို့ရဲ့ဘာကြောင့်ကပါလဲ။ Coffee တောင်းရင်လူတွေကိုတသောတသာခံစားရစေဖို့ကောင်းမွန်တဲ့အတွေ့အကြုံတွေပေးဆံဖို့ဖြစ်ပါတယ်။ Starbucks ဟာအိမ်ငယ်ယုံပြီးရင်လူတွေစိတ်အပန်းဖြစ်နိုင်တဲ့တတိယမြောက်နေရာတစ်ခုဖြစ်လာဖို့ရည်ရွယ်ခဲ့တာပါ။ ဟောင်းဝဲရှူကစတာဖက်ရဲ့စတင်တည်ထောင်သူမဟုတ်ခဲ့ပေမဲ့သူဟာ1982ခုနှစ်မှာကုမ္ပဏီကိုဝင်ရောက်ခဲ့ပြီးစတာဖက်ဟာကော်ဖီတက်တက်ထက်ပိုပါတယ်ဆိုတဲ့သူ့ရဲ့ယူရချက်ကို အကောင့်ထည့်ဖို့ခဲ့တာပါ သူ့ရဲ့စိတ်ကူးကြောင့်အမေရိကန်မှာကော်ဖီတောက်တဲ့ရင်ကျေးမှုအသစ်တစ်ခု ပေါ်ပေါက်လာခဲ့ပြီးလူတွေအားယူနိုင်တဲ့စာဖတ်နိုင်တဲ့သင်ငယ်ချင်းတွေနဲ့ စကားပြောနိုင်တဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီရွေချက်ကို လူတွေကနားလည်ပြီးလက်ခံခဲ့လို့ Starbucks ဟာဒီနေ့ဒီနေရာကို ရောက်လာတာဖြစ်ပါတယ်။ Harley Davidson ရဲ့ဘဝနေထိုင်မှုပုံစံတစ်ခု Harley Davidson ကိုကြည့်ဘူးပါလား။ဒီတစိမ့်ကို ကိုယ်ပေါ်မှာဆေးမြင့်အောင်ထိုးထားတဲ့လူတွေလို့မြင်ဘူးပါလား။ဘာကြောင့်လဲ။ဘာကြောင့် ဒီ community တစ်စိတ်ကိုလူတွေကကိုယ်ပေါ်မှာထိုးကြတာလေ။ဘာကြောင့်လဲဆိုတော့ဒီ community ဟာသူတို့ရဲ့ရည်ရွယ်ချက်ကိုလူတွေစီကောင်းကောင်းရှားပြနိုင်ခဲ့လို့ပဲဖြစ်ပါတယ်။ community ဟာယုံကြည်ချက်ရဲ့သင်္ကေတတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါဟာမော်တော်ဆိုင်ကယ်အမှတ်တံဆေးတစ်ခုတသက်မဟုတ်ပါဘူး။ဒါဟာလွတ်လပ်မှုပုံကံမှုပွင့်လင်းတဲ့လမ်းမကြီးပေါ်မှာ ွာလာခြင်းဆိုတဲ့ဘဝနေထိုင်မှုပုံစံတစ်ခုဖြစ်ခဲ့တာပါသူတို့ရဲ့ယုံကြည်ချက်နဲ့လောရက်တွေဟာအမြဲတမ်းတက်ထက်တဲ့ကြာနေခဲ့တာပါကုမ္ပဏီကဆိုင်ကယ်တွေကိုဝယ်စည်းတဲ့သူတွေဟာမော်တော်ဆိုင်ကယ်ကိုဝယ်တာတတ်တမဟုတ်ပါဘူးသူတို့ဟာဒသနာတစ်ခုအတိုင်းဝန်တစ်ခုဘဝနေထိုင်မှုပုံစံတစ်ခုကိုဝယ်တာဖြစ်ပါတယ်ဒီနေ့ဆိုင်တဲ့စိတ်ခံစားမှုဆက်သွယ်ချက်ကပဲ ကော်မဏီကိုတခြားကော်မဏီတွေနဲ့ကွဲပြားသွားစေတာဖြစ်ပါတယ်။ What and Ryan Disney အမြင်နဲ့လက်တွေ့ကြီးကျယ်တဲ့ခေါင်းဆောင်မှုတိုင်းမှာ Wine Tide နဲ့ Hound Tide ဆိုပြီးနှစ်မျိုးရှိပါတယ်။ Wine Tide ကတော့အမြင်ကျယ်တဲ့သူတွေစိတ်ကူးရင်တတ်တဲ့သူတွေအရာရာကို အကောင်းမြင်တတ်တဲ့သူတွေဖြစ်ပါတယ်။သူတို့မှာကြီးမားတဲ့ရည်ရွယ်ချက်တွေအိမ်မက်တွေရှိပါတယ်။ Hound Tide တွေကတော့ လက်တွေ့ကြတဲ့သူတွေအကောင့်ထဲပေါ်တဲ့သူတွေဖြစ်ပါတယ်။သူတို့ကအမြင်တွေကိုလက်တွေ့ဖြစ်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုသိကြပါတယ်။ Disney ညီကို၂ယောက်ကို ကြည့်ရအောင်ပါ။ Walt Disney ဟာဝိုင်းတိုက်ဖြစ်ပြီးကာတွန်းကားတွေဖန်တီးခြင်းနဲ့ဆရာထက်တန်မှုရှိခဲ့ပါတယ်။သူရဲ့အကို Ryan Disney ကတော့ဟောင်းတိုက်ဖြစ်ပြီးဗန်လုပ်ငန်းရှင်တယောက်ဖြစ်ပါတယ်။ Ryan ဟာ ဝါရက်ပါရမီနဲ့စိတ်ကူးယဉ်မှုကိုယုံကြည်ခဲ့ပေမဲ့ဘွားဟာပတ်စံနေစီဝါရေးမှာမကြွမ်းကျင်ဘူးဆိုတာကိုလည်းသိခဲ့ပါတယ်။ Ryan ဟာ သူ့ရဲ့ဗန္နာရီနဲ့စီဝါရေးဆိုင်ရာကြောင်းကျင်မှုကို အသုံးချပြီးဝါရက်အိမ်မက်တွေကို အကောင့်ထည့်ဖော်ပြီးခဲ့ပါတယ်။ Ryan ဟာ Disney ရဲ့ရုပ်ရှင်ကိုဖြန့်ရှည်ရဲ့ Banavista Company ကိုတည်ထောင်ခဲ့ပါတယ်။ Wine တိုက်တွေဟာ Haunt တိုက်တွေမရှိဘဲ အောင်မြင်ဖို့ခက်ခဲပြီးဟောင်းတိုက်တွေဟာလည်းဝိုင်းတိုက်တွေရဲ့လုံဆောင်မှုမရှိရင်ကြီးမားတဲ့အရာတွေကိုမဖန်တီးနိုင်ပါဘူးသူတို့နှအိုးပူပေါင်းတဲ့အခါမှာတော့ဒေါ်လာဘီလီယံပေါင်းများစွာပြန်ပိုးရှိရဲ့ကုမ္ပဏီကြီးတွေကိုတည်ဆောက်နိုင်ကြတာဖြစ်ပါတယ်ဘယ်ကိတ်ကဘာကြီးကိုပုံမကောင်းမွန်အောင်ပြုလို့ရှင်ဘယ်ကိတ်ကို ကြီးကျယ်တဲ့ခေါင်းဆောင်တွေမှာလဲခိုင်မာတဲ့ရည်ရွယ်ချက်ကြောင့်ပေါ်ထွက်လာတဲ့ဆွဲဆောင်မှုတွေရှိပါတယ် သူတို့ဟာသူတို့ရဲ့ယုံကြည်ချက်တွေကိုနမေနာမတစ်ခုပေးပြီးကဘာကိုညှဝေပေးခဲ့တာပါသူတို့မှာကိုကျိုးစည်းဝါထက်ကျော်လွန်တဲ့ရည်ရွယ်ချက်တွေရှိပါတယ်ဘဲကိတ်ရဲ့ဘားချောင်းကဘာလဲစပွဲတိုင်းမှာကွန်ပျူတာတစ်လုံးအိမ်တိုင်းမှာကွန်ပျူတာတစ်လုံးဆိုတဲ့သူရဲ့အမြင်ဖြစ်ပါတယ်သူဟာ Microsoft ကိုဖန်တီးခြင်းအဖြစ်ဒီအမြင်ကိုအကောင့်ထည့်ဖို့ခဲ့တာပါ လူတွေရဲ့ဘဝကိုပုံမထိရောက်စေဖို့ပုံမထုံးလုံးနိုင်စွမ်းရှိစေဖို့ PowerPoint, Excel, Word စတာတွေကိုဖန်တီးခဲ့တာပါ။ဒီပညာကလူတွေရဲ့ဘဝကိုပုံမကောင်းမွန်လာအောင်လုပ်ပေးနိုင်တယ်ဆိုတဲ့အမြင်ဟာသူ့မှာရှိခဲ့ပါတယ်။ Microsoft ကနေထွက်ပြီးရဲ့နောက်ပိုင်းမှာသူနဲ့သူ့ဇနီးက Bill and Melinda Gates Foundation ကိုတည်ထောင်ခဲ့ပြီးကမ္ဘာပေါ်က ဆင်းရဲသားတမ်းပေါင်းများစွာကိုဘဝတူတက်ဖို့အခွင့်အလမ်းတွေပေးနေစေပါပဲ။ဘယ်ဂိတ်ဟာသူ့ရဲ့ဝိုင်းကိုပြောင်းလဲခဲ့ပေမဲ့သူ့ရဲ့ရည်ရွယ်ချက်နဲ့အမြင်ကိုတိုးတက်စေဖို့ကတော့ဘယ်တော့မှမပြောင်းလဲခဲ့ပါဘူး။သူ့ရဲ့ခံမာတဲ့ဝိုင်းကပဲသူ့ရဲ့ခေါင်းဆောင်မှုကို မောင်းနှင်နေခဲ့တာဖြစ်ပါတယ်။ Volkswagen လူတို့ကားနဲ့တစ္ဆာဆောင်တည်မှုပြည့်စည်ခြင်း Volkswagen ဆိုတဲ့ဂျာမန်စကားလုံးရဲ့အဓိပ္ပာယ်ကိုကြည့်ပါလားပြည်သူကားလို့အဓိပ္ပာယ်ရပါတယ်1950ပြည့်နှစ်အလွန်မှာ Volkswagen ဟာ happy ရင်ကျေးမှုနဲ့သင်္ကေတတစ်ခု ဖြစ်ခဲ့ပါတယ်ကုမ္ပဏီဟာသာမန်လူတွေတတ်နိုင်တဲ့ကားတွေကိုပဲအမြဲတမ်းထုတ်လုပ်ခဲ့ပါတယ်ဒါပေမဲ့2004ခုနှစ်မှာတော့ Volkswagen ဟာဒေါ်လာ9000တန်ဖိုးရှိရဲ့ ဖေတွန်ဆိုတဲ့စိတ်ခံကားတစ်တမျိုးကို ထုတ်လုပ်ခဲ့ပါတယ်။ဒီကားမှာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေအများကြီးပါဝင်ပြီး BMW 7 Series နဲ့ Mercedes Van S Class တို့နဲ့ရှင်းပြိုင်နိုင်ဖို့ရည်ရွယ်ခဲ့ပါတယ်။ဒါပေမဲ့ဖေတွန်ဟာမအောင်မြင်ခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့လူတွေက Volkswagen ကိုစိတ်ခံကားထုတ်လုပ်တဲ့ကုမ္ပဏီအဖြစ်မမြင်ခဲ့ကြလို့ပါပဲ။သူတို့က Volkswagen ကို သာမန်လူတွေတက်နိုင်တဲ့ကားတွေကိုပဲထုတ်လုပ်တဲ့ကုမ္ပဏီအဖြစ်တည်ထားခဲ့ကြတာပါ။ Honda နဲ့ Toyota တို့ကြတော့ပိုကောင်းတဲ့အကြံရှိခဲ့ပါတယ်။သူတို့နှစ်ဦးလုံးဟာဈေးကန်ကားတစ်တွေကိုသူတို့ရဲ့အမှန်တစိအောက်မှာထုတ်လုပ်တာမျိုးမဟုတ်ပဲအရုကနဲ့ Lexus လိုအမှတ်တရစိတ်တွေဖန်ပြီးပြီးထုတ်လုပ်ခဲ့ပါတယ်။ဒါကြောင့်သူတို့ရဲ့မူရင်းအမှတ်တရစိတ်ရဲ့ဘာကြောင့်ဝမပြည့်စည်စေပဲဈေးကန်ကားစီးကွက်ကို ဝင်ရောက်နိုင်ခဲ့တာပါဘောဝက်စတန်နဲ့ဖေတွန်ကတော့သူတို့ရဲ့အဓိကကုန်အမှတ်တစေးရဲ့ဘာကြောင့်လဲစန့်ကျင်ဘက်ဖြစ်နေခဲ့လို့ပဲမအောင်မြင်ခဲ့တာပါဝယ်မတ်ဆန်ဝန်တွန်ရဲ့ရည်ရွယ်ချက်ဝယ်မတ်တီထောင်သူဆန်ဝန်တန်ဟာ စီးပွားပြတ်ကက်ကာလမှာကြီးပြင်းခဲ့ရလို့ကြိုးစားပန်းစားလောက်ကန်ခြင်းရဲ့တန်ဖိုးကို နားလည်ခဲ့ပါတယ်သူဟာ ဝယ်မတ်စတိုးကိုအဲရီအချိန်မှာဈေးတက်တာတဲ့ပစ္စည်းတွေရောင်းတဲ့ဆိုင်းတွေအများကြီးရှိခဲ့ပေမဲ့သူ့ရဲ့ဆိုင်တစ်ခုတည်းကပဲတစ်နှစ်ကိုဒေါ်လာ44ဘီလီယံရောင်းအားနဲ့ထိတ်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ဒီအောင်မြင်မှုရဲ့လေဝက်ချက်ကသူ့ရဲ့စူးစမ်းအထုံးမှုဒါမှမဟုတ်ကုန်စည်နှုန်းတက်တာချင်းတက်တက်မဟုတ်ခဲ့ပါဘူး။အဓိကရည်ရွယ်ချက်ကတော့သူ့ရဲ့ဆိုင်ကိုစားတင်ကြီးထောင်ခြင်းရဲ့ ဘာကြောင့်ပဲဖြစ်ပါလဲဒါဟာခိုင်မာတဲ့ယုံကြည်ချက်လူတွေကိုခယူးဆိုင်ပေးခြင်းပဲဖြစ်ပါတယ်သူကငါကလူတွေကိုခယူးဆိုင်ရင်သူတို့ကငါ့ကိုပြန်ခယူးဆိုင်လိမ့်မယ်လို့ယုံကြည်ခဲ့တာပါဝါလမကဝန်ထမ်းတွေဟောက်တယ်တွေနဲ့လူမှုအတိုင်းဝိုင်းကို ပို့ပေးလေ ပို့ပြီးပြန်ရလေပဲဖြစ်ပါတယ်သူဟာစနေတနွေမှာတောင်အလုံးလုံးတဲ့ ိုပိုင်ပိကက်ကားကိုမောင်းပြီးဝန်ထမ်းနိုင်ရဲ့ဝင်းလေးကိုမှတ်မိတယ်။သူဟာ အလွန်ရိုးသားပြီးသူ့ဘဝတစ်လျှောက်လုံးလူတွေကိုဝန်ဆောင်မှုပေးခဲ့ပါတယ်။သူရဲ့တစ်နှစ်တာလစာဟာဒေါ်လာ3သိန်းခွဲအောက်ပဲရှိခဲ့ပါတယ်။သူရဲ့ရည်ရွယ်ချက်ကသူ့ဘဝထက်ပိုကြီးမားတဲ့လူတွေကိုဝန်ဆောင်မှုပေးခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ဝဲလမတ်ဟာဒီလိုမျိုးအောင်မြင်ခဲ့တာပါ သူက 1992ခုနှစ်ဧပြီလ5ရက်နေ့မှာကွယ်လွန်သွားခဲ့ပါတယ်။သူကွယ်လွန်ပြီးနောက်မှာတော့သူ့ရဲ့သားကြီးကဝဲလ်မန်ရဲ့ဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။ကုမ္ပဏီရဲ့မူဝါဒတွေထိန်းချုပ်မှုတွေဥတည်ချက်တွေမပြောင်းလဲဘူးလို့သူ့ရဲ့သားကပြောခဲ့ပေမဲ့တကယ်တမ်းကျတော့ပြောင်းလဲသွားခဲ့ပါတယ်။သူကွယ်လွန်ပြီးနောက်မှာဝါလ်မန်ဟာတည်သာထင်ရှားတဲ့ပြောင်းလဲမှုတွေဖြစ်ခဲ့ပါတယ်။ဖောက်တယ်တွေနဲ့ဝန်ထမ်းတွေ အများအပြားကဆက်ဆံရေးမကောင်းဘူးလို့တိုင်ကြားလာကြတယ်။နောက်ဆုံးမှာဝဲလ်မတ်ကနေခွဲထွက်ပြီးကော့စတွန်လိုလက်လီဆိုင်အစ်စ်တွေပေါ်ထွက်လာခဲ့ပါတယ်။သူ괴လွန်ပြီးနောက်သူရဲ့ရည်ရွယ်ချက်ကိုဆက်လက်ထိန်းသိမ်းနိုင်တဲ့ CEO မရှိခဲ့ပါဘူး။ဝက်တွန်ရဲ့လူတွေကိုဝန်ဆောင်မှုပေးဖို့ယုံကြည်ချက်ကသူ့အတွက်ထူရှားခဲ့တယ်။ဒါကြောင့်ဝဲလ်မတ်ဟာတဖြည်းဖြည်းနဲ့သူ့ရဲ့နာမည်ကောင်းကို ဆုံးရှုံးလာခဲ့တာပါဝဲလ်တွန်ရဲ့ဥပမာကတော့ခိုင်မာတဲ့ရည်ရွယ်ချက်တစ်ခုကကုမ္ပဏီတစ်ခုကိုဘယ်လိုကြီးကျယ်အောင်လုပ်နိုင်တယ်လဲပြီးတော့အဲ့ဒီရည်ရွယ်ချက်မရှိတော့ရင်ဘယ်လိုဆုံးရှုံးနိုင်လဲဆိုတာကိုပြသနေခဲ့တာပါကဲကျွန်တော်တို့ဒီနေ့ဗီဒီယိုတစ်ချောင်းလုံးမှာဆိုင်မွန်ဆစ်ရဲ့စတက်ဝစ်ဝိုင်းစာအုပ်ထဲကအ धिक အယူဆတွေကို အတူတူလေ့လာခဲ့ကြပြီပါဘီအနည်းပြန်ရှုပ်ရရင်တော့ point ကိုရှာဖွေပါ အောင်မြင်တဲ့ခေါင်းဆောင်တွေနဲ့အဖွဲ့အစည်းတွေဟာသူတို့ရဲ့ဝိုင်းဆိုတာကိုအဓိကရည်ရွယ်ချက်ကိုအရင်ရှာဖွေကြတာပါရည်ရွယ်ချက်ဟာလူတွေကိုစေးစော်လှုံ့ဆော်နိုင်စွမ်းရှိပါတယ်လှည့်စားခြင်းကိုရှောင်ရှင်ပြီးလှုံ့ဆော်ပါခဏတာအောင်မြင်မှုနဲ့သစ္စာဆောင်တည်တဲ့ဖောက်တယ်တွေကိုရရှိဖို့အတွက်လှည့်စားမှုကင်းတဲ့နိလန်းတွေကိုအတုံးပြုပါ ခိုင်မာရေးရွယ်ကြခင်းတဲ့လူတွေကိုရရှိအတွက်လုံစော်ပေးပါ Golden Cycle ကိုနားလည်ပါဘာကြောင့်ဝိုင်းကနေစတင်ပြီးဘလို့ဟောင်းထို့နောက်ဝက်ဘာကိုဆက်သွယ်ပြောဆိုခြင်းဟာ လူတွေရဲ့စိတ်နှလုံးကို ထိရောက်စွာဆွဲဆောင်နိုင်ပါတယ်အမြင်ဝိုင်းတိုင်းနဲ့လက်တွေ့ဟောင်းတိုင်းတို့ဤပေါင်းစပ်မှုကြီးကျယ်သောအောင်မြင်မှုများအတွက်အမြင်ကျေသူများနဲ့ လက်တွေ့အကောင်ဖော်တဲ့ပေါ်သူများ၏ပူပေါင်းဆောင်ရွက်မှုကမရှိမဖြစ်လိုအပ်ပါတယ်။ရည်ရွယ်ချက်ဤခိုင်မာမှုကုမ္ပဏီတစ်ခု၏တည်ထောင်သူကွယ်လွန်သွားပြီးနောက်တွင်မူလရည်ရွယ်ချက်ကိုဆက်လက်ထိန်းသိမ်းထားခြင်းကရေရှည်တည်တံ့တဲ့အောင်မြင်မှုအတွက်အရေးကြီးပါတယ်။ဒီအချက်လက်တွေကိုနားလည်ပြီးကိုပိုင်ဘဝကိုပိုင်အလုပ်တိုင်းကိုပိုင်စီးပွားရေးတွေမှာဘာကြောင့်ကိုရှာဖွေခြင်းအဖြစ်မိတ်ဆွေတို့လည်း ကြီးကျယ်တဲ့အောင်မြင်မှုတွေရရှိနိုင်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ပြီးနောက်မိတ်ဆွေရဲ့အတွေ့အခေါ်တွေပြောင်းလဲသွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဘာကြောင့်ဆိုတဲ့မိကုံးကိုကိုကိုတိုင်းစတင်ပေးကြည့်ပါ။မိတ်ဆွေရဲ့ဘဝမှာမိတ်ဆွေရဲ့အလုံးမှာမိတ်ဆွေရဲ့စီးပွားရေးလုပ်ငန်းမှာဘယ်အရာကိုဘာကြောင့်လုပ်နေလဲဆိုတာကိုရှာဖွေကြည့်ပါ။ဒီဘာကြောင့်ကပဲမိတ်ဆွေကိုပုံမိုခိုင်မာတဲ့ပုံမိုလှုံ့ဆော်မှုပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းတယောက်ဖြစ်လာစီမှာပါမိတ်ဆွေတို့ရဲ့ဘားကြောင့်ကိုကိုမန့်မှာမျှဝေကြီးခဲ့ဖို့တိုက်တွန်းခြင်းပါတယ်မိတ်ဆွေတို့ရဲ့ရည်ရွယ်ချက်ကဘာလဲဘယ်အရာကမိတ်ဆွေကို မောင်းနှင်နေရလဲဒီလိုဗဟုသုတရစီဟာဘဝအတွက် အထောက်အကူဖြစ်စရာဘီယိုအကြောင်းအရာတွေကိုလက်မလွတ်ရအောင်ကျွန်တော်တို့ရဲ့ next step youtube channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်ဒီဗီဒီယိုလေးကို သဘောကျတယ်ဆိုရင် live လုပ်ပြီးမိတ်ဆွေတို့ရဲ့ပတ်ဝန်းကျင်ကတငယ်ချင်းအပေါင်းအသင်းတွေကိုလည်းပြန်လည်မျှဝေပေးဖို့တောင်းဆိုပါတယ်သူတို့အတွက်လည်းအကျိုးရှိစေမှာတည်ကြပါတယ်နောက်ထပ်ဘလို့အကြောင်းအရာစာအုပ်တွေရဲ့ဘာသာပြန်အနှစ်ရှုပ်ကိုနားထောင်ခြင်းလဲဆိုတာကိုလည်းကွန်မန့်မှာရေးသားပေးခဲ့နိုင်ပါတယ်မိတ်ဆွေတို့ရဲ့အကြံပြုချက်တွေက ကျွန်တော်တို့ channel ကိုပိုမိုကောင်းမွန်အောင်ကူညီပေးပါလိမ့်မယ် အခုလိုကျွန်တော်တို့နဲ့အတူတူလေးလာပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။စောင်းကောင်းတွေကိုလေးလာပြီးဘဝကို အောင်မြင်စွာတည်ဆောက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အမြဲတမ်းကိုယ့်ရဲ့ဝိုင်းကိုစားတင်ပြီးလှူဆောင်နိုင်ကြပါစေ။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါဦးမယ်။အားလုံးပဲပျော်ရွှင်ကြမှာကြပါစေ။